မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ28ရက်နေ့မနက်ပိုင်းအရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်မှာရှိတဲ့အကြမ်းဖက်ဆက်တဲ့လက်အောက်ခံအလို့သမားညွှန်ကြားရေးဦးစီးဌာနပင်လုံခမ်းမကိုအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မက်စလာ26ရက်နေ့မနက်9:00နာရီခန့်မှာမြောက်ဒဂုံမြို့နယ်53ရပ်ကွက်မင်းရဲကျော်စွာလမ်းမပေါ်မှာရှိတဲ့အကြမ်းမဆက်တဲ့လက်အောက်ခံအလုံတမညွန်ကြားရေးဦးစီးဌာနပင်လုံခမ်းမကိုဒက်ရှဲရိုတပ်ဖွဲ့ကအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးတိုက်ခိုက်ခြင်းဟာထိုင်းနိုင်ငံကို MOU စနစ်နဲ့ဆေလွတ်ခံရပြီးတော့လုပ်ငန်းခွင်များကိုရောက်ရှိခြင်းမရှိဘဲဒုက္ခရောက်နေရတဲ့ထိုင်းနိုင်ငံရောက် MOU အလုံတမပြည်သူများရဲ့တိုင်ကြားမှုများကြောင့် တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ဒဂုံမျိုးတဲ့မြောက်ပိုင်းမှာရှိတယ်။အလို့သမားတင်တန်းကြောင်းပင်လုံခမ်းမဟာ MOU စနစ်ကိုခုတုံးလုပ်ပြီးတော့ပြည်ပကိုတွားရောက်အလို့လုတ်ကိုင်းမဲ့အလို့သမားများစီကနေတင်တန်းချင်းများအတရားတပါကောက်ခံခြင်းပြည်ပအလို့ကိုင်းဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEA ရဲ့ဖိအားပေးပြီးတော့အလို့သမားများထံကနေပြီးတော့ငွေချေးများတောင်းယူခိုင်းခြင်း OWIC ကထုတ်ပေးရမှာလဲတတ်မှတ်ဈေးနှုန်းများထက်ပုံမူပြီးတော့တောင်းယူနေခြင်းများရှိနေတယ်လို့သိရပါတယ်။ဒါပြင် MOEA အသင်းထိုင်းခေါင်းဆောင် ဘုံမှုအောင်နိုင်သူကအကြောင်းမျိုးမျိုးပြပြီးတော့ပြည်ပနိုင်ငံများကိုတွားရောက်အလုလုကိုင်းမဲ့အလုသမားတွေစီကအတင်းကျပ်ငွေချေးများကောက်ခံခြင်းများကိုလှုံ့ဆော်ကစစ်တပ်နဲ့ပူးပေါင်းပြီးတော့ပြည်သူလူထုကိုမတရားတပြက်အနိုင်ကျင့်နေတယ်လို့ရဲဘော်ပန္တာကပြောပြထားပါရယ်အခုလိုမျိုးပြည်သူများအပေါ်မှာနီလန်မျိုးစုံနဲ့ဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများကိုဒက်ရှယ်တို့တပ်ဖွဲ့အနေနဲ့ ရရနေရကနေပြီးတော့တိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်။နောက်လာမယ့်ပြည်မှတ်အများကိုလည်းဆက်လက်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်ပြီးပြည်သူများအနေနဲ့လည်းစစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာများစစ်ကောင်စီဘက်ကရဲစစ်တပ်နဲ့ပြူစော်တီများအရွက်ဝက်စစ်ခွေးများစုဝေးရနေရာများကိုမတွားကြရန်ဒက်ရှဲရိုတပ်ဖွဲ့ကသတိပေးထားကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းကနေမျိုးပေါ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေအာများကို rocket drone များနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်ကတအုပ်သိမ်းဆုံးပြီးတော့ဗုံမှုနေအိမ်ရဲစခန်းဝန်ထမ်းအိမ်ရာထွေအုပ်ရုံးနဲ့စည်ရင်းစစ်ရုံးတို့ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ match လ23ရက်နေ့နေ့လယ်7:00နာရီလောက်မှာကနေမျိုးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကနတ်ကြီးကျေးပါရေစိတ်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့် view ဟာ55 KLG PDF drone အဖွဲ့ကကဏီမြို့ပေါ်မှာရှိတဲ့အချမ်းမဲ့စစ်ကောင်စီတပ်သားများကို drone နဲ့စီးနဲ့ဘုံဒီခုနှစ်လုံးကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်စစ်ကောင်စီတပ်သား၃ဦးဘုံစားထိမှန်ကပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။မက်ချ်လာ၂၄ရက်နေ့နေ့လယ်၁၂နာရီလောက်မှာလဲကဏီမြို့ပေါ်ကအချမ်းမဲ့စစ်ကောင်စီတပ်သားများဟာကဏီမြို့နယ်မှာရှိတဲ့ကျေးရွာများကို drone နဲ့ပတ်ဝဲပြီးတော့ကင်းထောက်မှုများကိုလုံဆောင်ပေးတဲ့နောက် view 45 KLG PDF drone အဖွဲ့က ဖေဆရင်ဒရုန်းနဲ့စီးနဲ့ကဏီမျိုးပေါ်ကိုဘုံသီး၄လုံးချက်ချတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားတအုပ်သေးဆုံးသွားတယ်လို့သိရပါတယ်။မတ်လ25ရက်နေ့မိုးလဲတနအီကမှကဏီမျိုးပေါ်ကအကြမ်းဖက်စစ်ကောင်စီတပ်သားများကကဏီမျိုးနယ်အရှိတောင်ချမ်းမှာရှိတဲ့ကြီးပါများကို UAVs ဒရုန်းနဲ့ပတ်ဝဲပြီးတော့ကင်းထောက်မှုများထပ်မံလုံဆောင်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးလုံဆောင်ပြီးတဲ့နောက် View 45 KLG PDF ဒရုန်းအဖွဲ့နဲ့အတူ Chinrain Rocket Brothers CRB ချိုးမိုင်းမိုင်းကဏီနဲ့အပွဲနယ်မြေကပတ်ကဖအများပူပေါင်းပြီးတော့ကဏီမျိုးပေါ်မှာ face wing drone 2စီးဘုံဒီ၄လုံး rocket 9လုံးတို့နဲ့တွက်ရောက်ပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာဘုံမှုရဲ့နေအိမ်ရဲစခန်းဝန်ထမ်းအင်အားထွေးအုပ်ယုံနဲ့ စည်ရင်စစ်ရုံးလို့ထိခိုက်ပျက်စီးခဲ့ပြီးတော့ရဲမိန်နှစ်ဦးအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။၎င်းတက်ခိုက်မှုအပြီးမှာအကြမ်းဖက်ဆက်တရဲကဏီမျိုးဆောင်တက်ကလည်းမြို့ရဲ့မြောက်ဘက်ချမ်းကိုလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ပြီးတော့ကဏီမျိုးပေါ်ရက်ကွက်နှစ်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်များကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ကဏီမျိုးကစစ်ကောင်စီတွေကိုအသိပေးချင်တာကတော့သူတို့ဘက်က drone တစ်စီးလွှတ်ရင်ကျွန်တော်တို့ဘက်ကအခုလိုမျိုး drone တွေ rocket တွေပြန်လွှတ်မယ်ဆိုတာကိုအသိပေးချင်ပါတယ်လို့ KLG PDF ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။ဒါအပြင် ်မတ်လ26ရက်နေ့မှာနာမခဆစ်ဆေးယုံကိုဒဏ်ရာရရှိထားတဲ့ရဲများကိုပို့ဆောင်ရန်ရဟတ်ရင်အကူအညီခေါ်တော်လဲလက်ရှိအချိန်ထိကိုနာမခတိုင်းစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ကျော်စွာဝင်းကလွှတ်ပေးခြင်းမရှိသေးကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဂံကုန်းမြို့နယ်မှာပြည်သူများကိုစနိုက်ပါနဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားကြည်ဝင်းဟာစိုက်ကယ်တိုက်ခံရပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်လ25ရက်နေ့မှာဂံကုန်းမြို့ပေါ်မှာစစ်ကောင်စီတပ်သားကြည်ဝင်းဟာစိုက်ကယ်နဲ့တွာလာနေတဲ့အချိန်ပြူစောတီအဖွဲ့ဝင်တအုပ်ရဲ့တားဖြစ်သူမောင်းနေလာတဲ့စိုက်ကယ်ကဝေတိုက်ခဲ့ရာကြည်ဝင်းဟာနေရာမှာနေပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။လက်ရှိအချိန်မှာပြူစောတီအဖွဲ့ဝင်ရဲ့တားဖြစ်သူကိုဂံကုန်းမြို့မှာရဲစခန်းမှာရေ င်းတိုက်မှုနဲ့ဖမ်းဆီးထားတယ်လို့သိရပါတယ်။ဂံဘောမြို့ပေါ်မှာပဲစိုက်ကယ်တိုက်ခိုင်းရတာပါ။ပြူစောတိရဲ့သားကိုတော့ရဲစခန်းမှာဖမ်းထားတယ်။ကျွီဝင်းဆိုတဲ့စနိုက်ပါတပ်သားကပြည်သူတွေကိုစနိုက်ပါနဲ့ပစ်ခတ်တပ်ဖြတ်နေတာ။ဖေဗူလာ28ရက်နေ့ဖြစ်စဉ်ကအတိအကျသိရတဲ့သတင်းပါပဲ။အဲ့ဒီနေ့ကစိုင်ကယ်နဲ့နှစ်ယောက်စီးလာတာကိုတယောက်ကခြေစံထိပ်ပြီးတော့ပွဲချင်းပြီးတည်သွားတာလို့ရောလင်းနဲ့ကကိုပါကောင်းကရှင်းပြထားပါတယ်။တင်းဆုံးသွားတဲ့စနိုက်ပါတပ်သားကြည်ဝင်းဟာပြီးခဲ့တဲ့ဖေဖော်ဝါရီလ28ရက်နေ့ညနေပိုင်းက ခလိုက်ရ90တက်ရင်အနည်းမှာဂံကောမျိုးနဲ့စိုင်တူးရွာဘက်ချမ်းကိုဆက်သွဲထားတဲ့တရားပေါ်မှာစိုင်ကဲနဲ့သွာလာနေတယ်ဂံကောမျိုးနဲ့လာဖို့ရွာသားတအူးကိုစနိုက်ပါနဲ့ပြစ်ခတ်တပ်ဖြတ်ခဲ့သူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မွန်ပြည်နယ်ရေးမြုပ်အမတ်ရှိအာရှလမ်းမကြီးပေါ်မှာအချက်မဲ့ဆက်တက်ရဲခမရ96ကတက်အရာရှိများစီးနေလာတဲ့ V6 ကားကိုပြစ်ခတ်တိုက်ခိုက်ရာအရာရှိတဝက်ပါဝင်ပုံးသေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မတ်လ26ရက်နေ့မနက်ပိုင်းမှာရေးမြုပ်အမတ်ရှိအာရှလမ်းမကြီးပေါ်မှာခမရ96တက်ရင်ကတက်အရာရှိများစီးနေလာတဲ့ ဗီဂိုကားအဖြူရောင်ဟာခမရ98ခွန်တက်ရင်ကိုလာရောက်တဲ့အချိန်ရေးဘလူအဖွဲ့ကစောင့်ကြိုပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကအရာရှိတအုပ်နဲ့တပ်သား2ဦးစုစုပေါင်း3ဦးတိုက်ဆုံသွားပြီးတော့ရေးဘလူအဖွဲ့ကတော်လိုင်းရေးတပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အမှတ်ရှိလမ်းမကြီးပေါ်ကနေ98ခွန်တက်ရင်တွေကိုလာမဲ့စစ်ကောင်စီအရာရှိပါတဲ့ကားကိုကျွန်တော်တို့ကတရင်ရလို့လမ်းခုလက်ကနေပြီးတော့စောင့်ပြီးပြစ်တာပါ။သူတို့လာတဲ့96တက်ရင်ကနေဆိုရင်တော့တမိုင်ကြော်ကြော်လောက်ပဲရှိမယ်။ တူးမြောင်းတဲ့လင်ကွင်းကြားထဲမှာကင်းမုံနေရယူပြီးတော့အဲ့ဒီကနေစောင့်ပြစ်ခဲ့တာပါပြစ်တဲ့အချိန်ကတော့၈နာရီဝင်းကျင်လောက်တော့ရှိမယ်ကျွန်တော်တို့ဘက်ကထိခိုက်မှုမရှိပါဘူးအကောင်းဆုံးပြန်လည်ပြီးတော့ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ရေဘလူးအဖွဲ့တိုက်ရင်မှုကပြောပြထားပါတယ်တိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းမဲ့စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးတော့တေဆုံးသွားတဲ့အရာရှိအလောင်းနဲ့တပ်သားအလောင်းများကို၅၈ခွန်တိုက်ရင်တဲ့ကိုပြန်လည်တေဆောင်သွားကြောင်းတရင်အရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ကွန်ကရစ်မြို့နယ်မှာအောင်စီရစစ်ကြောင်းကအချမ်းမဲ့စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့နေရာများကို drone နဲ့ဗုံးကျဲတိုက်ခိုက်ရာစစ်တပ်ဘက်က၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မတ်လ15ရက်နေ့ကစတင်ပြီးတော့ကော့ကရိတ်မြို့နယ်မှာရှိတဲ့အောင်စေးရစေချောင်းကအကြမ်းမဲ့စစ်ကောင်စီတပ်သားများတပ်ဆွဲထားတဲ့တဲပုံစီဒီတောနော်ရွှေချက်မင်းနိုနိုပွိုက်နဲ့တိလရှင်ကျောင်းနေရာများကို Justice Soldier PDF drone တပ်ဖွဲ့ကပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းမဲ့စစ်ကောင်စီတပ်သား9ဦးသေဆုံးက ထိခိုက်ဒဏ်ရာရရှိသူတွေများပြားတယ်လို့သိရပါတယ်။တော်လိုင်းတပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အကြမ်းမဲ့စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုများကိုပုံမှုလှုပ်ဆောင်လာပြီးတော်လိုင်းတပ်ဖွဲ့များနဲ့နေစဉ်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် ပြည်သူများအနေနဲ့ဘေးကင်းရာနေရာများမှာပြောင်းရွှေ့နေထိုင်ကြရန်တိုက်တွန်းထားပါတယ်။ဒါ့အပြင်ပြည်ရင်းပြည်ပမှာရှိတဲ့လူငယ်များအနေနဲ့လည်းစစ်မှုထမ်းဥပဒေများပေါ်တာဆွဲခြင်းများကိုနေတိုင်းလိုလိုကြုံတွေ့နေရပြီးတော့ဒီဆရာတော်လိုင်းတပ်ဖွဲ့များထံမှအမြန်ဆုံးပူးပေါင်းပါဝင်ကြရန် Justice Soldier PDF ကမြစ်တာရက်ခံထားကြောင်းတင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မကွေးတိုင်းအောင်လယ်မြို့နယ်ရွာမထုံရွာနယ်အောင်မြင်ကုန်းရွာချောင်းမှာကပ္ပစ15ကစစ်ကောင်စီတပ်ဖွဲ့ဝင်တအူးနဲ့ပြူစောတိတင်တန်းတက်ထားသူတအူးတို့ကိုပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ မက်လ26ရက်နေ့မနက်9:00နာရီကမှအောင်မြင်ကုန်းရွာကနေကပ္ပစ15ဘက်ကိုစိုက်ကဲနဲ့ထွက်လာတဲ့အသက်40ကျော်အရွယ်ရှိတဲ့တက်ကြက်ရဲဝင်းခိုင်ခေါ် Ever G နဲ့ရွာမထုံရွာသားပြူစော်တီတင်တန်းတက်ထားသူအသက်40ဝန်းကျင်အရွယ်အောင်တန်းဦးတို့ပြစ်ခတ်ခံရတယ်လို့သိရပါဗျ။ Ever G ကိုပြစ်ဖို့လုံနေတဲ့အချိန်မှာပြစ်တဲ့နေရာကမျက်ကွယ်လိုဖြစ်နေတာ Ever G ကိုလှမ်းပြတဲ့အချိန်မှာအောင်တန်းကစိုက်ကဲနဲ့ကြော်တက်လာတော့အောင်တန်းကိုအရင်ပြစ်ခတ်ရှင်းလင်းလိုက်ပါတယ်။ပြီးမှ Ever G ကိုလိုက်ပြရတာလို့ အောက်လန်မြို့နယ်ပတ်ကဖတာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းပြစ်ခတ်မှုကြောင့်နောက်ဆုံးလုံးနေရာမှာတင်ပွဲတင်ပြီးတိတ်ဆုံးသွားပြီး တက်ကြရဲဝင်းခိုင်စီကနေပြီးတော့တနက်တလက်ကြီးပောက်တစ်ခုနဲ့ကြီးစံတချို့တို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်တက်ကြရဲဝင်းခိုင်ဟာကာဘာဆ35အရှိကနေပြီးတော့ဒေသခံတွေတဲဆောင်လာတဲ့စံစီတွေအပါဝင်ကုန်းစီတွေကိုတားစီဖမ်းစီဝင်ညစ်တာမိမဖြစ်သူနေထိုင်နေအောင်မြင်ကုန်းရွာမှာနေချိန်မှာလဲတနက်တွေကိုပြစ်ဖောက်တတ်တာလောင်းစားဝိုင်းတွေကိုပတ်စံယူပြီးတော့ဖွင့်ခွင့်ပေးထားတယ်လို့အောင်တန်းဦးမှာလဲပြူစောတိတင်တဲ့တတ်ထားသူဖြစ်တာကြောင့်ပြစ်ခတ်ခဲ့ရတာလို့သူကဆက်ပြောပါတယ် ောင်လံမျိုးနယ်ပကဖအနေနဲ့လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေများအရာမိသူကမှတွေးထွက်တန်ရုံကိစ္စမျိုးမဖြစ်စေချင်တာကြောင့်ဖိမ့်သိမ်းပြီးတော့လှုပ်ဆောင်နေတာဖြစ်ပြီးစစ်ကောင်စီတပ်သားရဲနဲ့ပြူစော်တိများအနေနဲ့ပြည်သူတွေကိုအနိုင်ကျင့်တာငွေညက်တာချင်းချောက်တာစစ်မှုထမ်းမတရားဖမ်းဆီးတာမျိုးတွေမလုပ်ဘဲ၎င်းတို့ရဲ့တပ်စခန်းတွေမှာသာအေးချမ်းတရားစွာနေထိုင်ကြဖို့နဲ့ပြည်သူတွေကိုအနိုင်ကျင့်တာမျိုးပြုလုပ်လာပါက အခုလိုမျိုးပြစ်ခတ်သွားမှာဖြစ်တယ်လို့ပြောဆိုလိုက်ပါတယ်ဖေဖော်ဝါရီလ22ရက်နေ့ကလည်းအောင်လံမြို့နယ်တံမူလချေးရွာထိပ်မှာရှိတဲ့ဦးလိုကြီးစားတောက်ဆိုင်အရှိကိုးရဆိုင်နားမှာတံမူလတိုက်နယ်ရဲစခန်းကနေထင်းရဲဒုတက်ချက်တအူးပြစ်တက်ခံရပြီးတော့တိတ်ဆုံးသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့လှိုင်းသားရမှာအသက်16နှစ်အရွယ်ရှိတဲ့လူငယ်တအူးကို PDF ဆိုပြီးတော့စစ်တပ်ကဖမ်းဆီးသွားတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ်မတ်လ26ရက်နေ့မနက်9:40မိနစ်ခန့်ကရန်ကုန်မြို့လိုင်းသာယာအရှိပိုင်းမြို့နယ်အမှတ်15ရပ်ကွက်မှာရှိတဲ့အပိုင်းဆောင်ကအင်ဂျင်လန်အမှတ်429မြင်းဆောင်ခါခွေးမှာရှိတဲ့လူငယ်တအုပ်ကို PDF ဆိုပြီးတော့ဆွဆွဲကစစ်တပ်ကဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးခဲ့တဲ့လူငယ်ဟာအသက်16နှစ်အရွယ်ခန့်သာရှိသေးတဲ့ဇော်မျိုးထွေးခေါ်ဇော်ဇော်အောင်ဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့အဲ့ဒီလူငယ်ကိုစစ်တပ်ကဘယ်နေရာမှာချုံအောင်ဖမ်းဆီးသွားတယ်ဆိုတာကိုမသိရသေးဘူးလို့ပြောပါတယ်။ရန်ကုန်မြို့မှာစစ်တပ်ကလူငယ် တွေကိုအကြောင်းမျိုးမျိုးပြပြီးတော့ဖမ်းဆီးနေတာဟာ၎င်းတို့စစ်အာဏာသိမ်းပြီးကတည်းကဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ